ားအလုံးမဲ့ကျေးဇူးတော်မင်္ဂလာပါကျွန်တော်တို့တွေအချိန်မှများစွာတွေ့ကြုံရင်ဆိုင်ဖြတ်တန်းခဲ့ရပြီမဲ့လေတိတိကျကျမစင်စားမစင်ကျင်ဖြစ်တဲ့အကြောင်းအလေးတစ်ခုကိုဝေမျှခြင်းအဲ့ဒါကစိုးရင်ချင်းစိတ်ဖြစ်စိုးရင်ချင်းစိတ်ကမိမိကိုယ်ကိုဗဟုပြုခြင်းကနေထွက်ပေါ်လာတဲ့အကျိုးရလဒ်တစ်ခုလည်းဖြစ်တယ်အကန့်တရှိတဲ့ကျွန်တော်တို့ရဲ့အသိဉာဏ်အကန့်တရှိတဲ့ကျွန်တော်တို့ရဲ့လုံနိုင်စွမ်းနေပုံမှာကျွန်တော်တို့မြည်တည်ပြီးအသက်ရှင်လာတာကြာလာတဲ့အခါ ကျွန်တော်တို့မလုံနိုင်တဲ့ကျွန်တော်တို့မဖြည့်ရှင်းနိုင်တဲ့ကျွန်တော်တို့မတတ်နိုင်တဲ့အခြေအနေတွေကြုံလာရတဲ့အခါမျိုးမှာတော့ဒီတိုင်းရှေ့ဆက်သွားရင်ဘာတွေဖြစ်လာနိုင်လဲဆိုရယ်အချိုးရလတ်တွေကိုကြိုပြီးတိနေမြင်နေတဲ့အခါမှာအဲ့ဒီစိုးရင်ချင်းစိတ်ကတေးမသွားပဲပိုပြီးကြီးလာအဲ့ဒီစိုးရင်ချင်းစိတ်တွေကြီးလာတဲ့အခါမှာအချို့သောသူတွေကဖျားမဲ့တရားမဲ့အသက်ရှင်ခြင်းဘက်ကိုရောက်သွားတယ်အချို့တွေကြတော့ဖျားမဲ့တရားမဲ့တုံ့ပြန်စဉ်းစားကြတာတွေဖြစ်လာကြတယ် အချို့တွေကြတော့လေဖျားတရားနဲ့ဝိညာဉ်ကိုလုံးလုံးရောက်သွားကြတဲ့သူတွေလည်းရှိကြတယ်။ဒါကြောင့်မလို့ရှမတဲခရင်ကျမ်းမှာစိုးရင်ချင်းအဖြစ်အသက်ကိုတထောင်ခန့်မရှိစေနိုင်တယ်လို့စိုးရင်ချင်းအဖြစ်လူတယောက်ရဲ့အသက်တာကိုကောင်းမွန်စေတာဘာမှမရှိဘူး။ဒါကြောင့်လုံးဝမစိုးရင်ပါနဲ့တဲ့။ဖျားတခင်ရှိတယ်။ဖျားတခင်ပြင်ဆင်ပေးမယ်ဆိုရဲစကားနဲ့ဂတိပေးခဲ့ဒါကြောင့်စိုးရင်ချင်းစိတ်ကမိမိကိုယ်ကိုဗောပြူခြင်းဖြစ်တဲ့အတွက်ဘုရားခင်ကိုကိုးစားခြင်းဘက်ကိုရောက်မလာစေဘူး ဘုရားခင်ရဲ့ကျေးဇူးပြုခြင်းတွေကို မြင်တတ်ဖို့မျက်စိကွယ်စေတယ်။ဒါကြောင့်စိုးရင်စင်းနယ်ပယ်တဲကိုရောက်လာပြီဆိုရင်တေချာတယ်ကျွန်တော်တို့ဟာ sub center ဆိုတဲ့ဘက်ကိုတဖြည်းဖြည်းရောက်နေလို့ဖြစ်တယ်ဆိုတော့တတိပြုမိဖို့လိုပါတယ်။ဒါကြောင့်ဓမ္မဟောင်းမှာကြည့်တဲ့အခါမှာကျေးဇူးချီးမွမ်းခြင်းဆိုတဲ့အကြောင်းကိုသင်ပေးတယ်။မင်းတို့ရဲ့အတ္တမှာဘုရားခင်ကဘယ်လိုကဏ္ဍတွေမှာဘယ်လိုကျေးဇူးပြုခဲ့တယ်ဘယ်လိုအချိန်ခါရောက်တဲ့အခါဘယ်လိုပုံစံမျိုးနဲ့ကျေးဇူးချီးမွမ်းခြင်းရှိကိုပူဇော်ရမယ်ဆိုပြီးစီကံချက်တစ်ခုအနေနဲ့သွန်သင်ပေးတယ်။ အကြောင်းကဘုရားခင်ရဲ့ကျေးဇူးပြုခြင်းတွေကိုမြင်သက်အောင်သင်ပေးတဲ့တဘောမှာရှိ။တမတိမှာတော့တန်ရှင်တော်ဝိညာဉ်တော်ကအတွင်းထဲကနေအချီအနေတိုင်းမှာပူရှိတယ်မဆန့်နေတယ်ကွဲကနေတယ်ကြီးစုနေတယ်ဆိုတော့ကိုတန်ရှင်တော်ဝိညာဉ်တော်အဖေဖွင့်ပြတည်မြင်စေ။အဲ့လိုဝိညာဉ်တော်အဖေဖွင့်ပြတည်ကျွမ်းလာတဲ့အခါမှာဘုရားခင်ရဲ့ကျေးဇူးပြုခြင်းတွေကို အဆိုးဆုံးဆိုတဲ့အခြေအနေထဲမှာနားလည်ခံစားတတ်လာတယ် ဒီလိုအခြေအနေတွေမှာပြင်လဲဘုရားခင်ကငါ့ကိုဒီလိုကြီးစုပြုထားပါလားဆိုပြီးအဆိုးဆုံးအခြေအနေအထဲမှာရောက်နေတောင်ဘုရားရဲ့ကြီးစုတော်ကိုနှုတ်ခမ်းကနေချီးမွမ်းတာမျိုးတွေထွက်လာတာမျိုးဖြစ်တယ်။ဒါကကြီးစုတော်ကိုမြင်သက်ခြင်းကနေလာတယ်။ဘုရားကိုကိုးစားခြင်းထက်ကနေလာတဲ့သိမြင်မှုတွေဖြစ်တယ်။ဒါတွေအားလုံးဟာ self center လို့ခေါ်တဲ့မိမိကိုယ်ကိုဗဟုပြုခြင်းထဲမှာရှိနေတဲ့ကြီးစုတော်ကိုမြင်တတ်ဖို့မလွယ်ပါဘူး။ မိမိကိုယ်ကိုဗိုလ်ပြုခြင်းအထဲမှာရှိနေတဲ့၍ဘုရားခင်ရဲ့ကျေးဇူးတော်တွေကိုချီးမွမ်းနိုင်မှာလည်းမဟုတ်ပါဘူး။ဒါကြောင့်မလို့အဘယ်မှုကိုများစိုးရင်ချင်းမရှိပဲလေအရာရာ၌ကျေးဇူးတော်ချီးမွမ်းခြင်းတွေတကွာတဲ့။ချစ်တော်ညီကောင်မမိမိကိုယ်ကိုဗိုလ်ပြုခြင်းထဲမှာဆက်သွားနေရင်စိုးရင်ချင်းဟာပုံပြီးကြီးလာနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ကအကန့်တရှိတယ်။အကန့်တတစ်ခုတည်းကြုံလို့တဲ့အရာနဲ့တွေ့ရင်စိုးရင်ချင်းဟာတေးမသွားပဲပုံကြီးလာနိုင်တယ်။ဒါကြောင့်မလို့ အရာခတ်သိမ်းထဲမှာအတူရှိပြီးကျေးဇူးပြုနေတဲ့ဘုရားသခင်ကို မြင်တွေ့ခံစားနားလည်ဖို့ကြတော့ဘုရားသခင်ကိုပို့ပြုတဲ့တက်တာဘုရားခင်ကိုကိုးစားတဲ့တက်တာနှုတ်ကပတ်တော်ကိုအခြေပြုတဲ့အတက်တာတဲကိုရောက်လာမှမြည်သည့်အခြေအနေပင်မှမဆိုဘုရားအတူရှိပြီးငါ့ကိုကျေးဇူးပြုထားပါလားဆိုတဲ့ဘုရားရဲ့ကျေးဇူးပြုခြင်းတွေကိုအမြဲတမ်းမြင်သက်ပြီးခြင်းမွန်းစရာမကောင်းတဲ့အခြေအနေလို့အများကသတ်မှတ်ထားတဲ့အခြေအနေထဲမှာပင်ကျေးဇူးချီးမွမ်းနိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကို ဝေမျှခြင်းပါတယ်အရာရာမှာကျေးဇူးတော်ကိုမြင်တတ်တော်သူဖြစ်ပါစေ။